အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါလို့ဒီညကနေပြီးတော့စုံမကောင်တောင်းပေးလိုက်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ဒါဘောလုံးပွဲလေးတေချာမရှိရတဲ့ကြောင့်ကြောင့်နည်းနည်းလေးတော့ကျွန်တော်တို့စကားလေးပြောကြည့်ခြင်းနဲ့ပေါ့နော် အဲ့တော့ကျွန်တော်ဒီနေ့မနေ့မထုံးမနေ့ပါဗျာကျွန်တော်တို့ဒီဒီလောက်ကိုလောရတာခါကျရင်ဒါသူများရတော့မသိကျွန်တော်ကတော့ဟိုအလုတ်ရှုပ်တယ်လို့မမြင်ကိုကစိတ်ဝင်စားပြီးကိုကသဘောကျတဲ့လူမဟုတ်လို့လားမသိဘူးနော်ဟို channel လို့တွေထတော့ကိုကဒီဘိုဒီလောက်ကိုသဘောကျတယ်ခါကျရင်တော့ဟိုခုနပြောသူပဲဆဲခံကြိတ်ခံတာသူများရတဲ့ဆိုင်တော့ကျွန်တော်ကဆဲခံရတာတော်တော်လေးကိုနည်းရတယ်မှာပါလို့တော့ကိုကကိုမြင်ပြတယ်မထပါအဲ့တကတ်ပေါ့နော်အဲ့တော့ဒီနေ့မှာဒါကျွန်တော်ခုနပြောသူပဲထုံးမနေ့ဟိုကြည့်ဒီကြည့်နေတာ TikTok ဘက်ကိုဒါကျွန်တော်တို့လှည့်ကြည့်ရင်းနဲ့ ဒါမမေ့ရပါကျွန်တော်တို့ account တစ်ခုတွေ့တယ်ဗောနော် RE footballer မသိတော်တော်လေးကိုမိုက်တယ်ဗျအတူဒါကျွန်တော်တို့ဟိုပြင်သစ်လား Spanish လားမသိစောင်းရဲ့ love to the key လားမသိဘူးသူကိုကျွန်တော်တို့တချင်းနာမည်တော့ love story ဆိုရတဲ့ချင်းနဲ့ဗောနော်ဒါကျွန်တော်တို့တချင်းကလုံးဝဟိုနာမည်ကြီးကစားသမားတွေမဟုတ်ဗျဒါကျွန်တော်တို့ဟိုအရန်ကြီးဟိုမထင်မရှားကစားသမားတွေတို့သူ edit လုပ်ထားတာဗောနော်ဒါပေမဲ့သူ့ရဲ့ caption လေးတွေကစမ်းတယ်ဗျတော်တော်လေးကိုဆန်အောင်မလက်ရှိမှာကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ personal account မှာကျွန်တော်တင်ထားခဲ့သူပဲဟို Oscar အကြောင်းဆိုတာကျွန်တော်တို့တချို့ ဟိုပုံမြင်တွေကပြီးဆုံးသွားတာမဟုတ်ဘဲနဲ့ပြောတဲ့လူကရက်သွားတာဆိုတဲ့ပုံစံမျိုးဆိုအယမ်းမိုက်တယ်ဗျာသိလားအော်စကာရတာမမေရကိုသင်းတော့ကိုကျွန်တော်မမေရစပါအော်စကာကလက်ရှိကျွန်တော်ခမားအဲ့ဆိုင်ကြီးတခုရေးရေးကြီးရရှိရဟိုအော်စကာကတော့ကျွန်တော်ချက်စီကစားသမားအော်စကာကစပါတဲ့ကစားသမားတွေကိုဒါကျွန်တော်ပေါင်ကြားတဲ့ကထဲ့တာအများဆုံးသောကစားသမားရဲ့တယောက်ဆိုရယ်ရီကော့ရှိတယ် အမှန်တမ်းပြောအဲ့ဒီ record ကအင်မတန်မှရှားရတယ်မမအဲ့တော့မမဲ့ရတယ်ကျွန်တော်သူပြတဲ့ video တွေမှာဒါကျွန်တော် Harry Win ကိုဒါကျွန်တော်အဲ့တော့ Harry Win ဟို Ryan Win မဟုတ်ဆို Harry Win တော့မရှိသေး Ryan Bissenno Eric Lamela တို့ဒါကျွန်တော်တို့ပေါင်ကြားထည့်သွားချင်ပါအော် comment တွေမှာဟာဒီကဘဒူလဲပေါ့နော်ဒါလူငယ်တွေကတိကျင်ကြတာပေါ့ Oscar ဒါဘယ်ကကစားသမားလဲပေါ့နော်ဒါဘယ် Chelsea ကဒီကစားသမားကောင်းနေတာလားဘာညာဆိုအမှန်တမ်းပြောရင်ဒါကျွန်တော်တို့ဒီ kit ကလေးတွေဒီ kit လူငယ်တွေကအမှန်တမ်းပြောတော်တော်လေးကိုကန်ကောင်းနေဗျာဒီလိုမျိုးကစားသမားတွေကို archive ဖြစ်ပါရောမှာဒါကျွန်တော်တို့ online မှာနာမည်လေးရရှာလိုက်တာနဲ့တန်တည်ရတာပေါ့နော် ဲ့လိုမျိုးဒါကျွန်တော်တို့တစ်ချိန်တော့ကျွန်တော်တို့ဒါကစားသမားတယောက်ကျရင်ကျွန်တော်တို့ မမဲရဒီကလူတွေတော့ကျွန်တော်တို့အဲ့လောက်ဟိုးရှေ့ကျမိမမမီခဲ့ဘူးကျွန်တော်ဖေပြောဆိုကျွန်တော်ယုံမာတာကျွန်တော်ဘောလုံးမဲစုကြည့်ရတဲ့ချိန်မှာမမီခဲ့ဘူးကျွန်တော်ဘောလုံးမဲကြည့်ရတဲ့ချိန်မှာကျွန်တော်မမဲရအဖေတို့ဒါကျွန်တော် ship base long စတက်တဲ့ချိန်မှာကျွန်တော်ကြည့်တယ်မိနေနည်းနည်းပါပေါ့နော်အဲ့တော့အဲ့တော့ဒါကျွန်တော်ထိုင်းကပြတဲ့ကျွန်တော်ထိုင်းတန်နေနဲ့ကြည့်ရတယ်မှာဘာပြီးလဲပြီးတော့ခင်နည်းနည်းလေးမိလာနှစ်ပေစလောက်ပြတ်သွားတယ်အဖေတို့ကနည်းနည်းလေးပတ်စံအစင်ပြီးလောက်နှစ်ပေစလောက်ကြည့်တယ်နှစ်ပေစလောက်မှသူတို့ line ပါညာနဲ့ဒါကြည့်ရ ship base long နှစ်ပေစလောက်ဒါကြည့်ရင်ကြည့်ရင်လည်းဒါဘောလုံးကိုကျွန်တော်နည်းနည်းလေးဆွဲမှတ်လာတယ်မှာပေါ့နောက်ပိုင်းကျတော့ကျွန်တော်တို့တိကျလိမ့်မယ်ဒါမမီရဲ့လူဆိုမိလိမ့်မယ်ဒါကျွန်တော်မြန်မာ ပြမှာစတင်ပြီးတော့ဒါကျွန်တော်တို့ mobile ဆိုပြီးတော့ fight support လားမသိဘူး fight network ဆိုတဲ့ဥစ္စာရှိခဲ့တယ်အဲနောက်ကိုနောက်က chart တွေမြင်ချင်မှမြင်လိမ့်မယ်ဟုတ်အဲ့တော့ fight network ဆိုတာရှိခဲ့တယ် fight network မှာဒါကျွန်တော်အဲ့တော့ fight sport တို့ fight movie တို့အဲ့ kicker ပေါ့နော်အဲ့တော့ fight sport မှာဒါကျွန်တော်တို့သူတို့1 2 3လားမသိ fight sport သုံးခန်းနဲ့ရှိအဲ့မှာဒါကျွန်တော် premier league ပွဲစဉ်ပြတယ်အဲ့တော့ရင်နာဖို့ကောင်းတာကျွန်တော် facebook ကတော့ line တွေအများကြီးမရှိကျွန်တော်ပွဲတွေအများကြီးမယူထားဘူးနဲ့တူပါတယ်အဲ့သူကအဓိကဒါကျွန်တော်တို့ united chelsea အဲ့တော့ city ပွဲအောင်သူတို့ fight sport တွေမပြသေးဘူး အဲ့တော့ဒါကျွန်တော်မမေးရ United ကျွန်တော်တို့ဒါ Arsenal Liverpool ဒါကျွန်တော်တို့ Chelsea ဒီ၄တင်းကိုပဲတို့ကအဓိကပြတာပေါ့နော်ကန်ငေါ့ရင်တော့ခမရကုန်းတော့ဘယ်တခါတည်းကပွဲကောင်းရင်စပါးတို့ဘာလို့ကြည်ရမယ်တော့ပါတယ်အဲ့တော့ဒါ City တော့မှာ Facebook ကိုတိတ်မပြသေးဘူးတဲ့ပါအဲ့တော့ CP Facebook ယူတဲ့အချိန်မှာ City ကတစ်ဆင်ရှင်နာဝက်လက်ထပ်ပဲရှိဦးမယ်ရှင်မမေးရအဲ့တော့ကျွန်တော်အဖေနဲ့ကျွန်တော်နဲ့ဒါကြည့်တဲ့အချိန်မှာ Robinho ကြီးဒါကျွန်တော်တို့ Steven Ireland တို့အုပ်စုဒါ Robinho တို့အုပ်စုဒါကျွန်တော်မမေးရ စီတီမှာရှိသေးတဲ့ချိန်ပေါ့နော်အဲ့တော့ထားပါအဲ့တော့ခုနကပြောဆိုကျွန်တော်တို့ကဘောလုံးပွဲတစ်ပွဲကိုကြည့်ပြီးဆိုအမြင်နဲ့ဒါကျွန်တော်တို့အချိန်ပြည့်ကိုစောက်ကြည့်ရတယ်မမေ့ရတာကျွန်တော်ခက်လေးနည်းနည်းလေးကောင်းလာတဲ့အချိန်မှာဒါ sky net ဘက်ရောက်လာခဲ့တယ်ပေါ့နော် sky net ဘက် sky net ကဒါကျွန်တော်တို့ဘူပိုင်ခွင့်ယူပြီးဒါကျွန်တော်အချိန်နေကောင်းလာကျ sky net ကျတော့ကောင်းတာတကွတော့ဒီဘောလုံးပွဲကိုတော့အမြင်နဲ့ပြင်ပြပြအဲ့တုန်းကရအရင်တုန်းကဒါလူငယ်တွေခုလက်ရှိမှာကန်ကောင်းနေဆိုတော့နောက်တစ်ချက်ကပါလဲဆိုတော့ကျွန်တော်တို့ခက်က internet ဆိုတာဒါကျွန်တော်တို့ internet ဆိုတဲ့ဥစ္စာရတာကျွန်တော်တို့တထည့်တုံးတဲ့ပစ္စည်း ခမရတို့တိတိတိလိမ့်မို့ချို့ကျွန်တော်ပြောတဲ့ချို့ဘာလို့ပြောနေသေးလဲအရင်တော့အခုချိန်မှာတခဏဖုန်းလေးဖွင့်လိုက်တာနဲ့အင်တာနက်ရတဲ့ခကြီးရတကယ်ကိုကျွန်တော်ဆောင်ရမိုက်တယ်အရင်တော့ကျွန်တော်အင်တာနက်သုံးဖို့ဆိုခမရကျွန်တော်အိမ်ကလူကြီးတွေဖုန်းလိုင်းသုံးရအဲ့တော့လူတော်များဟာခမရဖုန်းလိုင်းဆိုလို့ဆိုတာအာလောက်လွယ်တယ်ဆိုတာခမရလမ်းလိုင်းတစ်ခုဘလောက်ဈေးကြီးလဲကျွန်တော်ကျွန်တော်အမေကျွန်တော်ဆဲမှာတယ်ကျွန်တော်ငင်တော့အင်တာနက်ဆိုတာသူများသုံးတော့အရင်သုံးနေတာဗျာတိလား ဲ့တော့တုံးညင်တော့အရန်တုံးညင်တော့ကျွန်တော်ကျွန်တော်မြေဟာအိမ်မှာအသက်မှာလမ်းလိုင်းမရှိဘူးလားဘာဖြစ်တယ်ညာကျွန်တော်ကခုနကပြောသွားကျွန်တော်အထက်အထက်တိုင်းနေနေရတာဗောတော့အဲ့တော့ရှိုးမှာလမ်းလိုင်းမရှိဘူးလမ်းလိုင်းမရှိတော့အမေဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်လမ်းလိုင်းမရှိဘူးဘာဖြစ်တယ်ကျွန်တော်တုံးလို့မရဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ကျွန်တော်ကျွန်တော်လမ်းလိုင်းတက်ပြီကျွန်တော်တို့လည်းပြောသွားကျွန်တော်လမ်းဖုန်းတက်ပြီဆိုတာညာဂျိုးဂျိုးဖုန်းပေါ့နော်တို့ခေါ် sorry လမ်းလိုင်းပေါ့ဂျိုးဖုန်းတက်ပြီဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်အသေးအံခေါ်တယ်ဗောနော်ဂျိုးဖုန်းတက်ပြီအသေးအံခေါ်တဲ့အချိန်မှာ ကျွန်တော်ကကျွန်တော်မြေကျွန်တော်ဆယ်ရောဟဲ့နင်ဒါလေးတော့ဘူးနော်ဗောဂျိုးဖုန်းတစ်လုံးတက်အဲ့ခက်ကသိန်း30ဆယ်သိန်း55သိန်းကုန်တယ်နင်ဒါလေးတော့မတက်ဘူးလားကံကောင်းတာကျွန်တော်တို့တိုက်အောက်မှာကျွန်တော်တို့ကဆိုင်ရှိတယ်ဆိုင်မှာဖုန်းရှိတယ်အဲ့တော့ကျွန်တော်မြေကျွန်တော်အဲ့ကျွန်တော်အဖေမြေကကျွန်တော်အဲ့ဒါနဲ့ပတ်သက်ကျွန်တော်အများနဲ့လူလိုက်တယ်ဟိုပတ်သက်နေအရန်ရှိရလူတွေတော့မဟုတ်ဘူးအဲ့တော့မမေရအောက်ကကျွန်တော်တို့ဒါအလုတ်သုံးတဲ့ဂျိုးဖုန်းကိုဂျိုးကြီးတွဲ ပြီးတော့အိမ်မော်နီတာအဲ့တော့ကျွန်တော်တို့ဒါမမဲ့ရအဲ့တော့လူလေးလားမသိဘူးအခုတော့လူလေးက guest တောင်ပြောင်းရောင်းနေပြီတဲ့လူလေးကကျွန်တော်အဲ့တော့လူလေးစီကဒါကျွန်ကွန်ပျူတာကြီးတွေဝဲကိုအဲ့တော့ကွန်ပျူတာ PC စင်နေဆိုလဲဘာမှမသိပါဘူးဗျာလူလေးကကွန်ပျူတာရောက်ဆက်လိုက် PC ဆက်လိုက်ကြီးရောင်းချရောင်းချပြီးတော့ကျွန်တော်တို့ကြိုးတက်လိုက်တဲ့ချိန်မှာဒါကိုရောနာပေါ်ဆိုအဲ့တော့မမဲ့ရပန်းစိုးတက်မှာဒါကျွန်တော်တို့သောဝယ်ရတဲ့ကတ်လေးရှိတယ်ဘန္နာရီ၃ဘန္နာရီ၃ဘန္နာရီဟာကွီ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 ဆိုတော့ဆိုတာပြန်သုံးရတယ်မှာပါတယ်အဲ့တော့အဲ့တုန်းကသုံးရတဲ့ချိန်မှာဒါကျွန်တော်မမဲ့ရကျွန်တော်ဒီအရန်ကြိုက်တာဗာလဲ Dragon Fever ဆိုတဲ့ဒါ game ရှိတယ် online online မှာအရင်တော့ဒါ ါကျွန်တော်အင်တာနက်တုံးကျင်တယ်ဆိုခိုးသွားတုံးလို့ရတဲ့နေရာရှိတယ်ဒါဗမာလေးဆိုကျွန်တော် British Council မှာဒါကျွန်တော်တို့ member ဝင်နိုင်သူတို့မှာကွန်ပျူတာတွေရှိတယ်အဲ့ဒီကွန်ပျူတာမှာသူတို့ကွန်ပျူတာသူတို့ကတန်ရုံးပြတော့ကြောင့်သူတို့ connection ကောင်းတယ်အဲ့ဒီမှာ dragon fee ပဲပေါ့သတ်ဆော့လို့ရတယ်အဲ့ kick ကကျွန်တော် kick ပေါ့ဗျာနော်အဲ့တော့လက်ရှိမှာအဲ့တုန်းကကျွန်တော်ဘောလုံးမဲ့တပွဲကြည့်ခြင်းပြီးဆိုရင်ကျွန်တော်တော်တော်လေးကိုစောင့်ရတယ်မှာပါကိုကြိုက်တဲ့ goal တွေပြန်လာဖို့ဆိုတော့ဒါကျွန်တော်တို့အကဲခွန်းတာပေါ့ဆိုပြီးအဲ့တုန်းက skynet တို့ဘာလို့မှဒါ rewind ပြန်ပြတဲ့အချိန်မှာကျွန်တော်တို့ပြန်ကြည့်ရတယ်မှာပါတခါရရကျွန်တော်အဲ့ကြောင့်မကျွန်တော်နောက်ပိုင်းဘောလုံးမဲ့ဆွဲဝါရတာပဲပေါ့ဆိုကျွန်တော်တို့က internet ဆိုတဲ့ဥစ္စာကြီးကမရှိတဲ့အတွက်ကြောင့်မကျွန်တော်ဘောလုံးမဲ့တပွဲကြည့်ပြီးဆိုရင်တော်တော်လေးကိုခက်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 ကြည့်ရတယ်မှာပါတော်တော်တော်ကြီးကိုခက်ခက် ခဲကြည့်ရတယ်မှာဘာအဲ့တော့မမေရကျွန်တော်ဘောလုံးကိုကျွန်တော်ဂိုးတကိုးကိုကျက်ပြီကျွန်တော်ဖေကျွန်တော်စောင့်ခိုင်းတာအဖေအဖေမှာကြည့်ဒီဂိုးလာအောင်အဲ့လိုမျိုးပေါ့နော်အဲ့တော့အခုလက်ရှိကလေးတွေခုနကပြောဂိုးတွေကိုပြောခုလက်ရှိမှာကျွန်တော်မီလီတိုတဲ့ဂိုးတွေခုနေ့ကကျွန်တော်ဒါဒူတော်မြတ်ဗျာဥမာဟာဆက်ရဲ့ဂိုးလို့ပြောလိုက်ကျွန်တော်ဘုရားမှာဟာဆက်ရဲ့တွင်းကုန်းတော့မကျွန်တော်မျက်စိရှိမှာတေးသေးချာချာကြည့်ခဲ့ဘူးတဲ့ဂိုးကဘာလဲလို့ပြောမှာဆိုအာဆန်တသိန်းလုံးကိုနောက်လွှီးလိန်သွားတာ အခုကျကျွန်တော်မျက်စိကိုမိတ်လိုက်ကျွန်တော်မျက်စိထဲမှာအဲ့ဘောလုံးအဲ့ဟာဇက်အာစနိုသတင်းလုံးကိုလိန်သွားတဲ့မျိုးလို့ကျွန်တော်မြင်လို့ရတယ်ဟုတ်ကျွန်တော်ဘောကမှာဒါကျွန်တော်ရဲ့ highlight ဖြစ်ခဲ့တာဟုတ် internet ကကြောကြည့်စရာမလိုပဲကျွန်တော်မျက်လုံးထဲမှာကျွန်တော်မြင်ခဲ့တဲ့ဝယ်စင်ပြသေးလား got it be what sign ကိုဒါကျွန်တော်မမဲ့ရဒိုင်လူကြီးက तू founder ချက် form မပေးတဲ့ချက်မှာ तू ကုန်းယုံတာတယ်ဖုန်းဆိုပြစ်ကန်တယ်ကိုးသွားတယ်တခါရကုန်းတော့ပေါ်တယ်ကျွန်တော်တို့ကျွန်တော်တို့ QPR နဲ့ အာမန်ချက်စတာစီးရီးယားပွဲစဉ်ကို live ကြည့်ခဲ့ရတယ်ဖီလီပိုင်လို့ဘလော့တေလီကျွန်တော်ချော်လဲပြီးကျွန်တော်ကဖုံးလို့ပြီးဘလုံးပေးလိုက်တဲ့အချိန်မှာအကွေရိုးပြည့်ထွက်ပြီးသွင်းသွားတာအဲ့တော့ဟိုပြောချင်တာဗျကလေးအခုခေတ်ကလေးတွေကံကောင်းတယ်ဗောနော်ခစ်မီလာတာနဲ့မြဘော်လုံးကိုသူကလေးတွေနေနဲ့အကြီးမားဆုံးဒါလိုက်စားခွင့်ရှိခဲ့တယ်ဗောနော်ဒါအားရဘူးလေကောင်းတယ်ဗောဆိုအခုကျွန်တော်ခုနကပြောပြအခုလက်ရှိမှာကာလို့ဘုန်းနေတော့ပါလေဟိုပါလေကာလို့ဒီဗက်အကြောင်းပြဟာဟာကာလို့ဒီဗက်အကြောင်းပြခင်ဗျအများကြီးပဲအများကြီးပဲ လူတော်များမမ့်မိကြမမမဲ့အဲ့တော့ဒါကျွန်တော်တို့ဂိုးသမားဖော်စတာမန်ချက်စတာယူနိုက်တက်မှာဖော်စတာဖြစ်နေချင်းကာလိုဒီဗက်စ်ကာလိုဒီဗက်နဲ့ဖော်စတာနဲ့ဒါကျွန်တော်တို့စတီဗက်စ်ကစီးတီးကိုဆောက်ရတဲ့ချင်းဒီဗက်စ်နဲ့ဖော်စတာနဲ့ကျုံးနေဟိအဲ့တော့ကလည်းဖော်စတာလည်းရောင်းနေဒီဗက်စ်ကလည်းကစ်တယ်အဒီဗက်စ်ကအဲ့တော့မမမရတာကျွန်တော်မပိုကျွန်တော်တို့အဲ့တော့ကကျွန်တော်ဘယ်လောက်တီအောင်စေးထိုးလဲကျွန်တော်အဖေကျွန်တော်ပြောဘူးတယ်ဖာဂူဆန်သူ့ဘဝမှာတဲ့ဒါကျွန်တော်အာဂျင်တီးနာတောက်တောင်းတောင်းမပတ်သက်ဘူးဒီဗက်စ်ရဲ့အပြောင်းရွှေ့ပြီးခဲ့ကျွန်တော်အဖေကျွန်တော်ပြောတာမှတ်မိတယ်သတင်းလာမှာဖတ်ရလို့အဲ့တော့ ဟိုအခုကလူငယ်တွေနဲ့စကားပြောပြီးဆိုတော့တို့ကကျွန်တော်တို့ကပူသိတယ်ဆိုတော့တို့တို့မှာအာခိုက်ဆိုတာရှိတယ်ကျွန်တော်တို့မှာအာခိုက်ဆိုတာဘာမှမရှိဘူးခုနကပုံစံအင်တာနက်ဆိုတာကျွန်တော်တို့ကဒါခုနကပုံစံတထေးသုံးပစ္စည်းလေးဒီလားခုနကပုံစံဖုန်းတော်ဟိုဂျိုးဖုန်းဆိုတဲ့ဥစ္စာကိုတော့မှတင်းကို10နဲ့ချီပေးခဲ့ရတဲ့ခက်ပေါ့နော်အဲ့တော့ လောကကြီးမှာကျွန်တော်ဘဝမှာအဲ့ဒါအဆူတောင်းဆိုအဲ့ဒီခေတ်ကိုလူငယ်တွေပြန်မရောက်စားဘူးဆိုဆူတောင်းအဲ့ကြောင့်မို့ကျွန်တော်မှန်တဲ့ဘက်ကယက်တီရယ်ဆိုတာဒါကြောင့်ပဲပေါ့နော်ဒီခဲ့တဲ့လူတွေကပိုသိတယ်ဗျာတိလားအခုကိမှာတက်မှာဟာလူတွေအမီပြကျွန်တော်ဆိုမမဲရ EBC ကနေကျွန်တော် main လာတင်ကျွန်တော်အရန်ပြောတာ EBC ကရင်တော့ဒါ site site စပိန်လေးနဲ့ဒါ main လာတင်ပြီဆိုအရန်ပြောရတဲ့တမှာပါတယ်အဲ့တော့အဲ့ကြောင့်မို့လို့ခုနကတခါကျရင်ကျွန်တော်မှန်တဲ့ဘက်ကယက်တီဆိုတာဂလူငယ်တွေနောက်မွေးလာမယ်မြန်မာပြည်လူတွေဒီလိုမျိုး feeling ကိုမခံစားဘူးတော့အရေးကြီးတယ်ဗျာသိလား အင်တာနက်ဆိုတာခုနပြောဆိုပဲခက်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 တုံးရတဲ့ဘဝကျွန်တော်တို့သိခဲ့တယ်မိခဲ့တယ်မီးဆိုတာခက်ခက်ခက်ရေတင်ပြီဆိုညတကောင်အထိရေတင်ရတဲ့ feel ကိုကျွန်တော်တို့အကောင်းဆုံးသိခဲ့ရတယ်မှာပါတယ်ဗျာသိလားအဲ့တော့ဟိုတခါကြရင်ဗျာခုခေတ်လူငယ်တွေနေနေတာကျွန်တော်တို့ဟိုကံလဲကောင်းနေခက်လဲဆိုလို့ပဲပြောရမှာပေါ့နော်ကျွန်တော်တို့ဒါ အဲ့တော့ကျဘူးတို့အမြင့်အမြင့်ဖြတ်တုတ်တင်လို့ရတဲ့အခုတော့ဖြစ်သွားခဲ့တာပေါ့တခါကောင်းတာပေါ့အဲ့တော့တလားပါဘောလုံးပွဲတွေကိုကြည့်ရှုနေဆိုရင်တော့ Youth Sport Media 3 point ဆိုနေ TV4 တို့မှာချင်းလူဆိုတာပေါင်းကူညီလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့အော်က comment နဲ့မှာလည်း Youth Sport Media 3 point ဆိုနေ TV4 တွေလင်းလေးတွေကိုထည့်ပေးထားကြပြီကျွန်တော်ပြဿနာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါရမြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မာကလစ်မှာအမြင်နိုင်ဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ Dave ပါဗျ